ိုင်ပွဲလေးတွေပေါ်ဆောင်ပေးတဲ့အတွက်ကျွန်တော်တို့မြန်မာလေဆင်မျိုးဆက်သစ်အတွက်အများကြီးထောက်ကူပြုပါတယ်ဗျဒီလိုမျိုးပြိုင်ပွဲတွေများမှာပဲကျွန်တော်တို့မျိုးဆက်သစ်မပြတ်ပါဗျအဲမှာမြန်မာလေဆင်အတင်းကြီးတွေကျွန်တော်တို့ထောက်ကူပြုပါပါဗျကျွန်တော်တို့လက်ရှိကတော့ကျွန်တော်တို့နှစ်မြန်မာလေဆင်ကစားသမား24ရောင်းနဲ့ကျွန်တော်တို့စကန်သွင်းလေ့ကျင့်နေပါတယ်ဗျအဲရှောက်လပိုင်းကုံတော့ဆိုရင်တော့အပီသက်16ရောင်းဖြတ်ပြီးတော့ကျွန်တော်တို့ဟိုစီးကိန်းကိုတက်ကတ်ထားပြီးတော့ကျွန်တော်တို့လေ့ကျင့်နေပါပါဗျလက်ရှိအချိန်ကတော့ကျွန်တော်တို့ဗောလီဘောအတင်းကနည်းနည်းလေးဟိုမျိုးဆက်ပြတ်သွားတဲ့အတွက်ကျွန်တော်တို့ချန်ပီယံအမြင်အတင်းနေရတော့ ဒါပြိုင်မဲ့အသင်းတိုင်းပါပဲအာဆီယံအရှိတောင်အာရှမှာစောင့်နေတဲ့ထိုင်းတို့အင်ဒိုနီးရှားတို့အသင်းတိုင်းနီးနီးတော့ကျွန်တော်ကအကုန်လုံးအဓိကချင်ပြရမယ့်အသင်းတွေဖြစ်ပါတယ်ဗျာကျွန်မဗော်လီဘောအခုလည်းကြီးလာမဲ့စီးကိန်းမှာကျွန်တော်ဗော်လီဘောရဲ့ရည်မှတ်ချက်ကကျွန်တော်တို့အဆင့်တက်အောင်လုပ်မယ်ပထမဆုံးပြီးကနေ့ကရတဲ့အဆင့်ကိုတက်အောင်လုပ်မယ်ပြီးရှင်ကျွန်တော်တို့ဈေးဖိုင်တဲ့အဆင့်လောက်ကိုတက်အောင်ကျွန်တော်တို့ကရည်မှတ်ချက်ထားပါဗျာကျွန်တော်တို့ဒီစပြီးကန့်ဝင်တဲ့ဟာဒီအခွဲချုပ်ဥက္ကဋ္ဌတွေနဲ့ကျွန်တော်တို့ဗော်လီဘောလူမှုရေးအသင်းအဖွဲ့အဖွဲ့တွေနဲ့ easy time ပြီးတော့ကျွန်တော်တို့ mail base နဲ့ကျွန်တော်တို့စအောင်ရွေးကြရပါ အခုလဲကျွန်တော်တို့ဒီ6လပိုင်းကုန်မှာလူဖြတ်မဲ့အချိန်မှာလဲကျွန်တော်တို့မဲပေးပြီးစနစ်နဲ့ကျွန်တော်တို့ကစားသမားတွေလူဖြတ်မှာပါဗျ။တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ကစားသမားတွေလဲဟိုဗောလီဘောလောကကြီးထုတ်တက်ဖို့အတွက်နောက်တနေရရင်ပါဝင်ကူညီကြပါဦးလို့နောက်ပြီးတော့ဟိုမျိုးသက်သက်ကစားသမားများလဲအများကြီးပေါ်ထွက်လာအောင်ဒီအခွင့်အရေးကလဲကူညီပါကူညီပေးပါမယ်လို့နောက်တစ်ချက်ဟိုကစားသမားတွေအများဆုံးဆော့ပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ပြန်ပွဲအတွက်ကတော့ကျွန်တော်တို့ကတော့ target ကတော့33ချိန်မြောက်အချိန်အောင်အချစီကင်းရကစားပြန်ပွဲပေါ့နော်အဲပြန်ပွဲအတွက်ကျွန်တော်တို့ကဟိုခု၄လပိုင်း လီလာပင်ဒုတိယပတ်လောက်ကနေစပြီးတော့ကျွန်တော်အသင်းအသင်းသားတွေကိုခေါ်တယ်ပြီးတော့20ဆင်းတယ်20ဆင်းဒီချိန်ဆိုတလတလကျော်ပြီပေါ့နော်ဒါပေမဲ့အရင်ကတော့ကျွန်တော်အရင်အားသာဝင်ကြီးဌာနနေဝင်ထားတဲ့ကလေးတွေကတော့ရှိတယ်ဒါပေမဲ့အခုဒီလေးလပိုင်းပထမပတ်ထဲမှာကျွန်တော်အကုန်လုံးလူစုံတက်စုံနဲ့ပြန်နေစနေရတော့တလားကြည့်တော့ရှိပါရဲ့ဗျ။အာကျွန်တော်သုံးသပ်ရတော့ဒီပြည်တွင်းတိုင်ပွဲတော့အရေးကြီးတယ်ဗျ။ဘာလို့ဆိုဒီရန်ကုန်တိုင်းတစ်ခုတည်းမဟုတ်တော့ရန်ကုန်တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဟိုပါပြန်ခွဲတယ်ဆိုတော့ဒီ volleyball ပြန်ခွဲရလုတ်လုတ်ပေးဖို့တင့်တယ်ပေါ့နော်။ဘာလို့ဆိုကျွန်တော် volleyball မျိုးဆက်ကအာအားနေသွားပြီ။တော်တော်လေးအားနေသွားပြီ။အရင်ဆိုအရင်ကျွန်တော်လူငယ်တုန်းကဆိုလို့ရှိရင်တော့မဝင်လင်ပြောရင်ပြန်ခွဲတွေကအများကြီးရှိတယ်။အဲ့တော့မျိုးဆက်တက်လည်းအများကြီးရှိတယ်။လက်ရွေးစင်တက်အရင်အထောက်ကူဖြစ်တယ်ပေါ့နော်။အခုကပြန်ပွဲလည်းနေသွားတယ်။နောက်ပြီးတော့မျိုးဆက်တက်အားကစားသမားလည်းနေသွားတဲ့ခါကျမှဒီလက်ရွေးစင်အတင်းအတွက်အထောက်ကူမပေးနိုင်တော့ဘူးပေါ့။ဒီပြင်နေတဲ့တိုင်းကနေပြီးတော့မှပဲကစားသမားအများစုကထွက်တာ။ ဒီပြည်နယ်တိုင်းကကျွန်တော်အခုလက်ရေးစင်မှာရှိနေတဲ့ကစားသမားအကုန်လုံးကလည်းဒီနယ်တိုင်းလက်ရေးစင်တွေပါပဲအဲ့ဒါကိုကျွန်တော်လက်ရေးစင်အနေနဲ့နိုင်ငံတကာပြိုင်ပွဲဝင်ပြိုင်ဖို့အတွက်ကျွန်တော်အကောင်းဆုံးရွေးချယ်တယ်ပြီးတော့ training ဆင်းတယ်စူပွဲမှုလုပ်တယ်ဒါအဲ့လိုမျိုးပြိုင်ပွဲတွေဒါနှစ်စဉ်နှစ်တင်ဟိုဝင်ပြိုင်ပွဲတွေအများကြီးပြုလုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလက်ရေးစင်အသင်းအတွက်အများကြီးထောက်ကူဖြစ်မယ်လို့လည်းကျွန်တော်ဟိုတုံ့တက်ချင်ပါတယ်ဗျာကျန်ပြည့်ကျတော့ဒီပြိုင်ပွဲတွေပေါ့နော်ပြည်내တိုင်းပြိုင်ပွဲတွေလုပ်ပင်းနေချိန်မှာပေါ့နော်ဒီပြည်내တိုင်းမှာရှိတဲ့ ဆရာသမားတွေကိုအကိုတွေရှိမှာပဲဂျီနီယာသမားတွေရှိမှာပဲအဲ့ဒါကိုဒီ why one people တော့မဟုတ်တော့ဒီ volleyball ကိုနီးစင်းတဲ့ကြာတီချာလေးတင်ပေးဖို့ဒီစစ်တကြာတင်ပေးမှလည်းကျွန်တော်လည်းရွေးစင်ပြန်ရောက်ခေါ်တဲ့အချိန်မှာသူကျွန်တော်လည်းရွေးစင်ရောက်တော့ပြန်တင်စရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်အချမ်းပြူရှင်လာအသေးချာလေးတင်ပြီးတော့ဟိုဒီလည်းရွေးစင်တင်းအတွက်အကောင်းဆုံးထောက်ကူဖြစ်တဲ့ကစားသမားတွေရောဒီပြည်내တိုင်းကဟိုဆရာသမားတွေရောဒီ senior အကိုကြီးတွေရောအကုန်လုံးတော့ကျွန်တော်ဟိုအညွှန်းညွှန်းတောင်းဆိုတာပေါ့နော်ဒါကျွန်တော်အမြင်နဲ့ ကျွန်တော်ပြောပြချင်းဖြစ်တယ်ပေါ့ပြပွဲအတွက်ဆိုတော့ကစားတပွဲတွေကပွဲနာနီးမှာအကက်သွင်းတာလည်းပါလေပြီးတော့ဒီအကြောင်းသူတွေကများလို့ပေါ့နော်ဟိုကစားသမားစုစုဘူးကလည်းအားနဲ့လည်းပြီးရင်ကျောက်သူတွေများတော့လေ့ကျင့်စိန်နေတယ်အဲ့တွေ့ဟိုမှာတေချာလေးကူးဆိုင်ပြီးတော့နှိပြဆရာ train နေတဲ့ပုံကလိုက်ပြီးတော့အာကြိုးစားခဲ့ရတာပေါ့နော်ခက်ခဲဆိုတရားတော့အလုံးခိုင်တင်းပေါ့နော်သူကကျတော့သူတို့လည်းအလိုမျိုးပေါ့ကောင်းတဲ့ကစားသမားများတော့ခက်ခက်ခဲခဲတော့စော့ခဲ့ရပါပဲ ဒီဘက်လေယာဆူအကောင်းဆုံးကစားသမားဆိုတာဗမာဆိုရတာဆိုတော့ရမ်းပဲပြောရှင်ရပါတယ်အရင်ခောက်တွေတော့ရိုက်ခုံးဆူလောက်ပဲရခဲ့တာပေါ့ဒီနှစ်မှာတော့ဒါဗမာဆိုဘက်လေယာဆူရတာပါဒီပြိုင်ပွဲကနေပြီးတော့ဆိုတော့ညီမအခုလို့ဆိုတော့လက်ရင်းစမှာပမာဏအစင်းတော့ရွေးခံထားပါတော့ပေါ့နော်အဲအနေပြီးတော့မှလက်ရင်းစကစားသမားတယောက်ဖြစ်တဲ့အချိန်ပေါ့အာစီကိန်းတွေဆော့ဖို့ထိစူးစမ်းမယ်လို့ရည်မှန်းထားပါတယ်ကျွန်တော်တို့အတင်းကဖက်စင်မရဘူးဗျအဲဒီကတော့အကုန်လုံးစုစည်းပြီးတော့လောက် လောက်ပြောရအောင်ကျွန်တော်တို့ကြိုက်နေကစားခဲ့ရပါတယ်ကွာဒါပေမဲ့တတင်းလုံးစုစည်းပြီးတော့နောက်လည်းတော့လေပွင့်နဲ့နေသွားတယ်ကျွန်တော်တို့မြန်မာလေးစင်အထီးအလိုမျိုးမှန်ထားတယ်ဒီလိုပွဲမျိုးလေးတွေဟိုဟိုဌာနဆိုင်လူကြီးတွေကလည်းကျင်းပပေးတဲ့အတွက်ဒီဒီလိုပွဲမျိုးမှာကျွန်တော်တို့ဝင်ပြိုင်မှလည်းကျွန်တော်တို့နောက်ဟို level တွေပေါ့နော်စီကိန်းအထိကိုကျွန်တော်ဒီမျိုးဆက်တွေတွေကဒီကနေပြီးတော့ကျွန်တော်တို့ကရွေးချယ်ပါလေ သက်25နှစ်အောင်ဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ပြောကျွန်တော်တို့လူငယ်လေးရွေးစဉ်လူငယ်လေးရွေးစဉ်အပြီးတော့မှကျွန်တော်တို့လေးရွေးစဉ်အတင်းကြီးထွက်ဖို့ကျွန်တော်ကြီးရွယ်ပြီးတော့ရှောက်လန်းပြီးတော့ပြိုင်ပွဲဝင်နေဖြစ်ပါခင်ဗျာဟိုခက်ခဲတော့သိမရှိပါဘူးဘာလို့ဆိုတော့အသက်25နှစ်အောင်ပြိုင်ပွဲဖြစ်ထွက်တဲ့ကြောင့်ကျွန်တော်တို့က level တန်းနေပါပဲခင်ဗျာအတင်းတွေကတော့အကုန်လုံးက level တန်းပါပဲခင်ဗျာဟုတ်အကြီးကတော့ training ပေါ့စူးစီးဖွဲ့စည်းမှုကောင်းမှကျွန်တော်တို့ကတော့ဟိုအောင်မြင်မှုရပါပါဘာအဲ့လိုလေးပဲကျွန်တော်စူးစမ်းစောက်သွားပါလားကျွန်တော်တို့ဒါမဲ့ ซีเกมပေါ့33ကျင်းပေါ့ซีเกมကိုကျွန်တော်တို့ပထမမြန်မာဗောလီဘောရွေးစဉ်ပထမ24ဦးကျွန်တော်တို့အမျိုးသားရွေးချယ်ထားပါတယ်အမျိုးသမီး24ဦးရွေးချယ်ကြပြီးစကားနဲ့ရွေးချယ်မှုဖြစ်ပါတယ်အဲ့ဒီတော့ဗောလီဘောဆိုတော့တခိတခါတော့ရွှေခိဖြစ်ခဲ့တာပေါ့နော်အများကြီးအောင်မြင်တိုးတက်မှုရှိခဲ့ပါတယ်ကျွန်တော်နောင်တော်ကြီးလာခဲ့တဲ့အချိန်ကဒီဘက်ပိုင်းမှာတော့ကြိုးစားပြီးလှုပ်ဆောင်ကြတယ်လို့တော့လည်းအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ပြိုင်ပွဲတွေနဲ့ဝေးကွာပြီးတော့အတင်းတွေနဲ့ကစားသမားတွေနဲ့ ကျော်ရဲတာတွေရှိလာတယ်ဒါဆိုကျွန်တော်ဗော်ဒီအော့ပရိုဂျက်နေနဲ့ကျွန်တော်ပြိုင်ပွဲတွေကိုဆက်လက်ပြီးတော့လာမယ့်ညတင်မှာကျွန်တော်တို့ပေါ်ဆောင်ဖို့လုပ်နေပါတယ်ပြည်နယ်တိုင်းအသီးသီးကျွန်တော်တို့ကျင်းပဖို့ရုပ်နေပါတယ်အခုလိုပြည်နယ်တိုင်းအသီးသီးမှာခရိုင်ပွဲတွေလုပ်ခြင်းအပြင်မျိုးဆက်စ်ကစားသမားလေးတွေအများကြီးထွက်ပေါ်လာတော့တွေ့ရပါတယ်ဒါမှလည်းကျွန်တော်တို့ဗော်ဒီဘောလောကကြီးအတွက်တစ်ဖက်တစ်နားနေပြီးအထောက်အကူဖြစ်မဲ့မျိုးဆက်လေးတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်ညီပညာတိုင်းမှာလုပ်ခဲ့တဲ့ပွဲတွေမှာဆိုလည်းကျွန်တော်တို့အသက်20အောက်ကလေးတွေတော်တော်များများအရမောင်းကောင်းတာလေးတွေ့ရပါတယ်ဒါမျိုးလေးတွေကျွန်တော်တို့ရွေးစင်တဲ့အဖြစ်နိုင်ဆုံးအကောင်းဆုံးဖြစ်မဲ့ကလေးမျိုးစိတ်ဝင်စားတဲ့ကလေးမျိုးကိုကျွန်တော်တို့ခေါ်ယူပြီးတော့လေ့ကျင့်ပေးနေရတယ်လည်းရှိပါတယ်ကျွန်တော်တို့မြန်မာဘောလီဘောအဖွဲ့ချုပ်ရဲ့ရွေးချယ်ကလာမဲ့စီဂိမ်းမှာတော့ကျွန်တော်တို့အဆင့်တစ်ခုအရင်မြင့်တွေထက်တက်အောင်လို့တော့ကျွန်တော်အခုစူးစမ်းနေတယ်ကလေးတွေလည်းစိတ်ပါဝင်စားမှုအခုပိုရှိလာတယ်ကစားခြင်းစိတ်ကြီးရှိလာတယ် တချို့နားထားတဲ့လေရေးစင်မှာနားထားတဲ့ကလေးရစာကျွန်တော်တို့သတင်းပို့ထားတာရှိတယ်ပြန်ကစားရင်တာလေးရှိတယ်ဘော်လီဘောမြန်မာဘော်လီဘောလောကကြီးအတွက်လေရေးစင်အတွက်မြန်မာလေရေးစင်ဘော်လီဘောအတွက်သူတို့စိတ်ပါဝင်စားစွာဖြင့်ပြန်လည်ပြီးတော့ကစားရင်ပြီးတော့အားပါလာတဲ့ကလေးတွေအများကြီးတွေ့လာပါတယ်ကျွန်တော်မြန်မာဘော်လီဘောကိုအစင်သာရှိရဲ့ဘော်လီဘောအတင်းကိုဆက်လက်ပြီးတော့အားပေးကြပါဦးလို့လာမယ့်နှစ်တည်ကျွန်တော်ရေရှည်ဖို့နော်လာမယ့်နှစ်တည်နှစ်တည်မှာကျွန်တော်ကြီးကျယ်မှာကတိုးတက်အောင်လို့ရေရှည်စီမံကိန်းနဲ့ကျွန်တော်တို့ လောက်ဆောင်မှာဖြစ်ပါတယ်ကျွန်တော်တို့မျိုးဆက်တဲ့တွေလည်းထွက်ရှိအောင်ကျွန်တော်အဖွဲ့ချုပ်နဲ့ကစားသမားတွေနဲ့တော့အားသားနဲ့ငွေရေးရဝန်ကြီးဌာနနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ညှိနှိုင်းပြီးတော့ကျွန်တော်လောက်ဆောင်မှာရှိပါတယ်